ရေယူဟီယိုအော့ဘဇီဒီယာကတော့အဘန်းစာပါအောင်ရောက်ရှိလာပြီဖြစ်ပါတယ်။ဒီယိုကမက်သမန်ယိုဖြစ်ပါတယ်။ ီဗီဒီယိုမှာတော့ New Hero of Zedia ရဲ့ survey တွေကဘယ်လိုအလုပ်လုပ်တာလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကျွန်တော် New Hero ရဲ့ passive ကိုရှင်းပြပေးမယ်။ passive ကဘယ်လိုလုပ်တာလဲဆိုတော့ကြာ तू က status ဆူရတာပေါ့နော်။ status ပြည့်သွားပြီဆိုရင် level 2ဝင်ပေါ့။အဲ့လိုပုံစံမျိုးဗျာ။ဒီမှာဆိုရင်ဒီ level 50 level 55ရဲ့ဘေးနားမှာဆိုတော့ status ဘာလေးပါရပေါ့နော်။ဒီမှာ level က status က၄ခုဝယ်ရှိသေးရပေါ့နော်။အဲ့လိုကျွန်တော်က basic attack ပဲပြပြစကီစကီဝမ်းမတုံးတော့အာတိမိတ်ပဲတုံးတော့ဘောနော်အဲ့လိုဒါဆိုအဲ့လိုတုံးလိုက်မယ်ဆိုရင်ကျွန်တော်ဒီစတက်တွေပြည့်သွားပြီဆိုတော့ level 2ပဲဘောနော်စတက် level 2တော့ သွားမှာအဲ့လိုပုံစံမျိုးကဒါ level အရအများဆုံး30တိကြီးရပါတော့။ကိုက30တိပြီးသွားပြီဆိုရင် basic တက်ပြလိုက်တဲ့ကောင်မလို့ damage ကအများကြီးထွက်တယ်ပေါ့နော်။ပုံစံကဘယ်လိုလဲဆိုတော့ဗျာစက်တက်များ၄ damage ပို့ပို့ထွက်လိမ့်ပေါ့နော်။ဒီမှာဆိုရင်စက်တက်30ဆိုရင် damage ကအများကြီးအဲ့လိုတရက်ထွက်တယ်ဗျာ။လုံးဝမမိုက်တယ်။ ျွန်တော်ဒီ passive stat များမများသိအောင်ဘယ်လိုကြည့်ရမလဲဆိုတော့ဗျ new hero obsidian ရဲ့ဒီမှာအတောင်တစ်ခုပါဗျာလေးပုံမှာလွင့်နေပေါ့နော်လေးပုံမှာအရှိကြီးလွင့်နေဒါဆိုရင် passive stat အများကြီးရှိရဆိုတဲ့ပုံစံမျိုးဗျာအဲ့လိုမဟုတ်ဘဲနဲ့ဘာမှမရှိဘူးဆိုရင်သူကဘာမှမပေါ်ဘူးဗျာအဲ့လိုအတောင်နေပုံမှာမဟုတ်ဒါဆိုရင်နည်းနည်းလေးဆိုဒါဆိုရင် passive က passive stat နည်းနည်းလေးရှိရဒီပုံစံမျိုးအဲ့လိုကြည့်လို့ရရဗျာနောက်ပြီး skill 1ကဘယ်လိုမျိုးလဲဆိုတော့ဗျာဒီကောင်မအချောင်းရဲ့လမ်းမျိုးပြစ်လိုက်တဲ့ပုံစံမျိုးဗျာအဲ့လိုပုံစံမျိုး enemy ကိုထိရဆိုရင်တော့ physical damage ပေးမယ်ပြီးတော့ energy ရမယ်ပေါ့နော်အဲ့လိုပုံစံမျိုး ကီးဝန်းကဗျာကျွန်တော် passive attack အများကြီးရှိရဲဆိုရင် basic attack damage လိုက်တဲ့ပုံစံမျိုးပေါ့နော် enemy ပထမဆုံးထိရဲ့ enemy တကောင်ကိုသူကဒီစကီးဝန်းနဲ့ထိပြရတယ် basic attack ပေးရဲ့အဲ့လို damage မျိုးထပ်ပြီး extra damage ပေးမှာဗျာကိုက stat များများရှိရဲဆိုရင် damage များများပေးမှာအဲ့လိုမျိုးနောက်ပြီးတော့စကီးဝန်းဖောက်တဲ့ဟာဗျာ enemy က9កောင်လုံးရှိရင်9កောင်လုံးဖောက်ပြီးတော့ပြက်မယ်ပေါ့နော်အဲ့ကြတော့ဒီကျွန်တော်ဖောက်တဲ့ဟာကြတော့9កောင်လုံးဖောက်တယ်အဲ basic attack damage ပေးတဲ့ဟာကြတော့ကျွန်တော်တကောင်ထဲကိုပဲအဲ့လို basic attack damage ပေးရဗျာ အဲ့လိုပုံစံမျိုးပါစကီပွားစကီတူကဘယ်လိုလဲဆိုတော့ဗျာစကီတူသုံးလိုက်မယ်ပြီးတော့ join စစ်စစ်ကိုကျွန်တော်ရွှေ့ထားမယ်ဆိုရင်ဗျာဒီကောင်မှ dash ပြီးတော့ဒီ speed ဆိုပြီး movement speed တက်သွားတဲ့ပုံစံမျိုးလေးသူကအဲ့လို movement speed တက်သွားမှာပေါ့နော်ဒါမှမဲ့ကျွန်တော် wall တွေကိုကျော်လို့ရလာဆိုတော့ကျွန်တော်စမ်းကြည့်ရပေါ့နော်ဒါမှမဲ့ wall တွေကိုကျွန်တော်ကျော်လို့မရဘူးပေါ့နော်ဒီအမဲအတက်သတိပဲဒီအမဲ movement speed ပဲကျွန်တော်ရရှိမယ်။နောက်ပြီးတော့ enemy ကိုကျွန်တော်သုံးမယ်ဆိုရင် enemy က damage ထိမှာမဟုတ်ဘူးเนาะ enemy ကို skill တူးမဲ့ကျွန်တော်ဒီ dash ပြီးတော့ damage ပေးမှာဆိုရင် damage ထိမှာမဟုတ်ဘူး။ စကေးသူရီကကြတော့ဒီကောင်မကဒီ Franco လိုမျိုးကြာ Franco လိုမျိုးဂျိန်းနဲ့လမ်းမျိုးဆွဲလိုက်တာသူ့ရဲ့ range ကတော်တော်ကြီးကိုကျဲတဲမှာပါတယ်ပေါ့နော် enemy ကဒီအတားအဆီးအပြင်ဘက်မှာ wall တွေပြင်ဘက်မှာရောက်နေတယ်သူကဂျိန်းနဲ့မိသွားပြီဆိုအဲ့ wall တွေကိုသူကကြော်လို့ရတယ်ကြော်ပြီးတော့ enemy ရဲ့ဒီ movement speed movement speed ဘလင်းစပယ်ရေအကုန်လုံးသူကပိတ်ထားတယ်ပေါ့ ခဏလောက်သူကပိတ်ထားရဲအမှပလေကာရေဥမာဘလင်းစပယ်တွေဟိုဒီစဝိုင်းပြားတွေမှာတုံးလို့မရအောင်ခဏ enemy ရဲ့ဘလင်းစပယ်တွေပိတ်ပလိုက်တယ်ပိတ်ပြီးတော့ဒီကောင်မကကြတော့ဒီ skill 2ကိုတောက်လျှောက်တုံးလို့ရအောင်ပေါ့နော် skill 2က movement speed တက်ပြီးတော့ဒီဒီ Spider-Man လို့လို့ Superman လို့လို့အဲ့လိုမြန်မြန်တုံးလို့ရတယ်ဘေးစစ်တက်နေပြစ်လို့ရတယ်ပေါ့နော်အဲ့ကြတော့ကျွန်တော်ဖမ်းရတာတော်တော်လေးခက်မဲ့ယူတကောင်ကျွန်တော်ထင်မိရေပေါ့နော် item မင်းဝင်ကြကျွန်တော်နှစ်ခုဆန်းထားပါဘောပထမဆုံးကဒီ attack speed နဲ့ဆန်းထားရဲ့ဒီ demon ာ current set crosses right အဲ့ဒါလည်း attack speed ကတော်တော်ကြီးကိုမြင်လာတာ inspire နဲ့ပြည့်နေတဲ့အတိုင်းပေါ့ damage ကအပြုတ်လိုက်ထွက်တယ် attack speed ကတော်တော်ကြီးကိုမြင်တယ်နောက်ပြီးတော့ကျွန်တော် crystal bin နဲ့လည်းဆန်းကြည့်ရယ် crystal bin နဲ့ကြတော့သူကဒမ်းမြန်ပို့ပြီးတော့များသွားတယ်ပေါ့နော် attack speed ကတော့ဒီ attack speed bin တော့မမြင်ဘူး attack speed ကတော်တင်မြင်ရမယ်ဒမ်းမြန်ပို့ပြီးတော့ထွက်မှာပေါ့အဲ့တော့ဒီကောင်မက attack speed နဲ့ပဲဆော့ဆော့ crystal bin နဲ့ပဲဆော့ဆော့ပြန်လုံးဝအဆင်ပြေရယ် ဆိုတော့ brother တို့ကဒီ hero ကိုဘယ်လိုမြင်ကြလဲအယံချမ်းတဲ့ hero လို့မြင်လားဒါမှမဟုတ်တာမန် hero လို့မြင်လားကိုမန့်လေးမှာမှန်ပြီးတော့ကြပါအောင်ကျွန်တော်ဗီဒီယိုကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်